အားလုံးပဲမင်္ဂလာပါညဆိုင်းလန်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဖင်လန်ကပြောင်ကြီးခေါ်မောင်မောင်မှဇော်ဘိုဟင်းလုံမြောက်ဖို့အတွက်ဆန္ဒမပြပေးလို့ပေါက်ကွဲနေတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာမောင်မောင်ကအဲ့ဒီအတွက်ဘယ်လိုတွေပေါက်ကွဲပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှု လေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှာအထူးပဲချစ်သူတင်ရှိပါတယ်ခင်ဗျာ စိတ်ထင်နေတာပေါ့ဗျာသူ့ကိုချစ်တဲ့သူတွေအများကြီးရှိမယ်လို့ထင်တာသူ့ကိုမုန်းတဲ့သူတွေကသူ့နဲ့တွေ့ဖို့ပေါ့ဗျာနော်သူ့နဲ့တွေ့သွားတွေ့တယ်အဲ့တော့သူ့ကိုမုန်းတဲ့သူတွေကစူပါမီဝိုင်းပြီးလောက်ကြံလာဒီလောက်ကြံမှုသူခံရတာဖြစ်တယ်အဲ့တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတဲ့ဆန္ဒထုတ်ဖို့ပြသရမယ်လို့ကျွန်တော်ကပြောခဲ့ဒါပေမဲ့ခက်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဗျာနော်အနီးပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်နိုင်ငံရဲ့အသိဉာဏ်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်တောက်လောက်ပဲရှိတယ်အဲ့တော့ခင်ဗျားတို့နိုင်ငံရေးလောက်ကောင်ခင်ဗျားတို့ဒီစိမ့်ပိန့်ပေါ့နော်စိမ့်ပိန့်နေကြနိုင်ငံပြည်စည်းတို့နီပိန့်နေကြလည်းနိုင်ငံပြည်စည်းတယ်ကျွန်တော်ကပြောတဲ့စကားတစ်ခုက ဘလောက်ထိအဲသူတို့နားမလဲတယ်ဆိုတဲ့ခါကျကျွန်တော်ဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော်အဲနောက်တစ်ခုကဆန္ဒထုတ်ဖော်တယ်ဆိုတာနီလန်ပေါင်းလို့ရှိတယ်အကျန်းတစ်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတာကနားမလဲတဲ့အပိညာနဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာခင်ဗျားတို့ဘာလုပ်နေတာလဲနိုင်ငံကပျက်စီးတယ်ဆိုတာဒီလိုလူမျိုးကြောင့်ပျက်စီးတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကဟိုဘယ်လိုခေါ်လဲဆိုတော့နိုင်ငံရေးလောကသားတွေတော်များများဟာအပိညာတော်တော်နေပါလားနိုင်ငံရေးအပိညာလည်းမရှိဘူးအဲ့ခင်ဗျားဘာလုပ်နေတာလဲနော်အဲ့တော့နတ်ဆာကညံ့တာနည်းနည်းခင်ဗျားတို့ဒီနိုင်ငံရေးအပိညာမရှိတဲ့ဒီပိန်စိန်ပိန် အဘလိုခေါ်မှာဆိုလို့ရှိရင်ဒီအသိဉာဏ်နည်းတဲ့သူကြောင့်နိုင်ငံတက်စီတာကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့ကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုနာကိုစဝိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေဖျက်ပြမယ်ဆန္ဒပြတယ်ဆိုတာကဆန္ဒပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအသိဉာဏ်အားဖြင့်ဒီပေါ့ကြောက်ရွံ့နေကြတော့ဟိုခါကြစဉ်းစားနေပါလေသူတို့ရဲ့သူတို့ရဲ့ကျွန်တော်ကတန်းရတယ်ဘယ်လိုမှညှိလို့မရအောင်ချစ်တည်မှုကျဲမတူနိုင်ငံရေးအသိဉာဏ်ချင်းလည်းမတူကျွန်တော်ကဆန္ဒပြပါလို့ပြောလိုက်တာကလေ စနပြစကားရန်ကောင်းတဲ့လို့ဥမင်းအွန်လိုင်းလည်းညင်းမှာမဟုတ်ဘူး။ NASA ကလည်းညင်းမှာမဟုတ်ဘူး။ဘယ်နိုင်ငံရေးနားလေတဲ့ကုလူကမှညင်းမှာမဟုတ်ဘူး။နော်။ဘယ်နိုင်ငံရေးနားလေတဲ့ကုလူကမှညင်းမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့စနပြရဲဆိုတာငိမ့်စုစီငိမ့်ချမ်းဆိုတာစုဝေးစနပြခွင့်လို့ခေါ်တယ်။အရန်ကိုကြက်တည်ရရှိတာဒီမိုကရေစီပြရုပ်ကိုပြတာ။နော်။ပြီးရင်စနပြပြီးဟေ့ဆိုရှင်နံပါတ်1ပထမဆုံးလောက်ကမှာပါလဲဆိုတဲ့ခါကျတော့မိမိရဲ့စန္ဒထုတ်ဖို့ပြသမှုတွေအားလုံးကစီကတ်ရှိရမယ်။ဥပမာပြကျွန်တော်ကစန္ဒထုတ်ဖို့ပါလို့ပြောလို့ရှိရင်ခင်ဗျားတို့ကဟိုဘာလို့ဆိုလမ်းပေါ်မှာထွက်ပြီးတော့ဟိုတောင်းညံခိုင်းတာမဟုတ်ဘူးနော်။ ဟိုနဆက်တဲ့တော့ဒီ basic guide ကိုခိုင်းတာမဟုတ်ဘူးကျွန်တော်ကဆန္ဒထုတ်ဖို့ပါဆန္ဒထုတ်ဖို့နေရမျိုးမျိုးရှိတယ် online ပေါ်မှာကိုယ့်ရဲ့နော်ဘယ်လိုကမဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကိုယ်ကိုယ့်ရဲ့ social platform လေးတွေလူတိုင်းမှာရှိကြတယ်အဲ့ social platform လေးတွေကလည်းကိုဖုံးလွမြောက်ပါစေတော့လေကောင်းအဲဒါမှမဟုတ်ရှိရင်ကိုဖုံးကိုဘယ်လောက်တို့အားပေးကြအောင်နော် profile လေးတွေချိန်မိတာနော်ကိုဖုံးနဲ့ပတ်သက်ပြီးတော့ထောက်ခံကြောင်းလေးတွေပြောပေးတာနော်ဒါကလည်းဆန္ဒထုတ်ဖို့မျိုးတစ်ခုအဲ့လောက်တော့မှအသိဉာဏ်မရှိတဲ့ဟိုဘယ်လိုကမဲဆိုတော့လူတွေကနိုင်ငံရေးပါအော်နေတာကျွန်တော်တော်တော်လေးကိုလေစိတ်ထဲမှာအာ ဒီနိုင်ငံနာခဲ့တာကျွန်တော်ရင်လေးတယ်ကျွန်တော်ကျွန်တော်တော်တော်ကြီးကိုပြုပြအောင်ကျွန်တော်တော်ကြီးကိုတင်ကြားပြအောင်ကျွန်တော်ကျွန်တော်တော်တော်ကြီးကိုလက်ချင်းတင်ကြားပြအောင်မယ်ခတ်တာကလည်းလူတွေကြည့်ရတဲ့အခါတေကန်ကြီးတွေများတယ်နော်ခွေးအိုမှာလက်ပေးတင်လို့မရတဲ့အရွယ်တွေဖြစ်တယ်ဒီချိန်ကျမှကျွန်တော်လက်ပေးတင်လို့ရမှာမဟုတ်ဘူးဒါမဲ့တော့အဲကျွန်တော်တက်နိုင်တဲ့များတော့ကျွန်တော်တင်ကြားပြီးသွားမယ်နော်အဲ့တော့ဒါလေးကတော့လူတိုင်းလုပ်နိုင်တယ်ကိုဖုံးကအားပေးထောက်ခံသူတွေနော်ကိုဖုံးကအားပေးထောက်ခံသူတွေဒီတော့လူတိုင်းမလုပ်နိုင်ဘူးလားနော်ဆိုရှယ်မီဒီယာလေးမှာ comment လေးတွေ comment လေးစာချောင်းကြီးပေးတာပဲဖြစ်ဖြစ်ဒါကပထမနံပါတ်တစ်ချက်လုပ်နိုင်တယ်နံပါတ်နှစ်ချက်က စာနာထုတ်ပေါ်ပြတာလေဆိုတာခင်ဗျားတို့ဘယ်လိုခေါ်လဲဆိုတော့ဒီပေါ့နော်မစစ်တပ်မှာလည်းပြုဝင်လင်းလင်းပြောမယ်ဟဲ့ဆိုလို့ရှိရင်နိုင်ငံရေးအသိအဉာဏ်ရှိတဲ့သူတွေကလည်းတော်တော်နေလားနော်စစ်တပ်အားပေးထောက်ခံနေတဲ့သူတွေမှာလည်းနိုင်ငံရေးအသိဉာဏ်ရှိတဲ့သူတွေကတော်တော်နေလားအဲ့တော့စာနာပြရလေဆိုတာအရန်ကိုကောင်းတယ်ဒီမိုကရက်တစ်ပြောမယ်ဆိုလို့ရှိရင် characteristic ပဲနော်ဟုတ်လားကြိုင်လက္ခဏာတစ်ခုပဲဟုတ်လားဒီကြိုင်လက္ခဏာတစ်ခုဆိုတာဘာလဲဆိုလို့ရှိရင်အရင်ဆုံးပါလို့ရမယ်ဆိုရင် စနာထုတ်ထုတ်ပြောဖို့တော့ကိုငိမ့်စုစီတွားယူလိုက်ပါငိမ့်စုစီငိမ့်ချန်းစွာစူဝေးစီတန်လက်လေခွင့်အဲ့လက်လေခွင့်ကဘာလဲပါလဲဆိုတော့နေရာပါတယ်ဘယ်နေရာမှာပြမလဲဆိုတော့နေရာပါတယ်အချိန်ပါတယ်နော်အချိန်နေရာအကြောင်းနေရာပါတယ်အဲ့တော့အကြောင်းနေရာနဲ့ညီညွတ်တယ်အချိန်နဲ့ရှိတယ်နေရာလည်းရဲရပါဘယ်လိုလဲဆိုလို့ရှိရင်လုံခြုံရေးယူပေးရမယ်ဟုတ်ပြီနော်ရဲကပါလုံခြုံရေးယူပေးရအောင်ဆိုတော့အဲ့တော့ငိမ့်ချန်းဆိုတော့ကျွန်တော်တို့ဘယ်ချိန်မှာဘယ်နေရာမှာစုပြီးတော့ဗျာ ကျွန်တော်တို့စန္ဒာလေးထုတ်ဖို့ဆိုတာရဲစခန်းကခွင့်ပြလိုက်ဆိုခင်ဗျားတို့ခွေးခွေးတောင်ကြောက်တပီးကမှခင်ဗျားတို့ကတည်းကမရှာရဘူးနင်းချတဲ့နေရာရှိပါတယ်မနိုင်ကမှာဒီဦးမြေမှာလည်းတုံးလို့ရတယ်နော်နေပြည်တော်မှာလည်းလုပ်လို့ရတယ်ဟုတ်လားဒီလောက်အသိဉာဏ်တော့မရှိတဲ့ခင်ဗျားတို့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီနိုင်ငံရေးပါအမျိုးသားရေးပါအော်ဒီနခင်ဗျားတို့လုပ်တဲ့အမျိုးသားရေးဟာဒီနိုင်ငံဝိုင်းနေတဲ့နေရာတူတူပဲအဲဒါကြောင့်လည်းခင်ဗျားတို့ကဒီ NASA ကကလုံးဝလုံးဝဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီလိုမျိုးထုတာလားနော်နှိမ်တာလားဘာကြောင့်နှိမ်မှာနှိမ်မှာပေါ့ခင်ဗျားတို့အသိဉာဏ်တွေကလည်းနည်းနည်းပဲရှိတာပေါ့နော်ဟုတ်လားအဲ့တော့ခင်ဗျားတို့အသိဉာဏ်တွေက အဲနိုင်ငံရေးလှုပ်လှတဲ့အသိဉာဏ်မရှိပါဘူး။ဟိလာဝါလာလို့ခေါ်မယ်ဆိုလို့ရှိရင်အာနီပိန်စိန်ပိန်ခလေးထားလေးတွေနဲ့ညံဖြစ်နေတယ်။နိုင်ငံရေးဆိုနီပိန်လောက်တည်တယ်၊နိုင်ငံရေးဆိုစိန်ပိန်လောက်တည်တယ်၊နိုင်ငံရေးဆိုလို့ရှိရင်သူ့ဘက်ကိုယ့်ဘက်လောက်တည်တယ်။ကျုပ်တို့နိုင်ငံရေးကတခြားကျုပ်နိုင်ငံရေးကနိုင်ငံကိုကြည့်တာ။နော်။တက်မလို့ထောက်ခံတဲ့နေရာမှာလဲစစ်တပ်ကိုကြည့်တာ။လူတအူးတယောက်ကိုကြည့်တာမဟုတ်ဘူး။အဲ့တော့ခင်ဗျားတို့ကစစ်တပ်ထောက်ခံတဲ့နေရာမှာနှမျိုးနှစားရှိတယ်နော်။အဘဘောမနဲ့စစ်တပ်ဘောမဆိုတာရှိတယ်။စစ်တပ်ဘောမစစ်တပ်ကြီးတစ်ခုလုံးကိုမလာ။ခင်ဗျားတို့ကအဘဘောမဆိုတာမျိုးဟာဦးမင်းအွန်လိုင်းတယောက်ထဲရဲ့ဘောကိုထိုင်မှနေတာ။အဲ့တော့ကိုယ်အဆင့်ကိုတည် ကိုမမောင်အနေနဲ့ခင်ဗျားတို့လည်းစိတ်လည်းမညစ်ဘူးတန်းလည်းမညစ်ဘူးဘာကြောင့်လဲဆိုရှင်ခင်ဗျားတို့မှာကျွန်တော်နဲ့နှိမ့်တော့တဲ့အခြေချင်းအဆင့်တန်းဘာလို့ပါမှမရှိဘူးဘာကြောင့်လဲဒီလားခင်ဗျားတို့မှာရှိတာဆိုတော့ခင်ဗျားတို့ဖြစ်တည်မှုကိုကျွန်တော်နားလေတယ်ဘာကြောင့်လဲဆိုတော့ဗျာဒီလင်းမှာဖြစ်တယ်နံပါတ်၁ချက်ကနော်ဒီလင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်မှာအချိုးမပြေတဲ့ဒီဘယ်လိုခေါ်မလဲဒီအရန်ကိုပေါ့နော်ဟိုအာနာယူနေတဲ့စစ်ဘုတ်ချုပ်ချုပ်ရှိတယ်နော်စစ်ဘုတ်ချုပ်ရှိတယ်နော်ရရှိရကနေရှိတတ်တယ်ဒီရရှိရကနေကခင်ဗျားတို့ခေါင်းတွေဟာညနေနာမှာတော့ခင်ဗျားတို့မှာစစ်တပ်ကဘာပဲလုပ်လို့ ဟုတ်ကဲ့ပါနော်ဟာကောင်းပါလေကောင်းပါကောင်းသည်ရှိမကောင်းသည်ရှိချိန်မိတ်ပြီးတော့ကောင်းမေးနေရတယ်ကွာမင်းတို့ရဲ့ဖြစ်တည်မှုကိုကျွန်တော်နားလေတယ်ခင်ဗျားတို့သွားပြီးတော့ကလန်ကလန်ကျွန်တော်တို့မျိုးနည်းနည်းလေးပေါ့ဗျာနော်ဟိုတင်ကြားပေးကြည့်ပါလားထောက်ပြကြည့်ပါလားခင်ဗျားတို့ခါလေးချိုးရောက်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့အစင်ကိုအစင်လေကိုနေကျုပ်တို့ကကျုပ်တို့အစင်ကိုကျုပ်တို့ဆက်လက်ထိန်းသိမ်းနေရမှာပဲနော်ကျုပ်တို့ကကျုပ်တို့အစင်ကိုကျုပ်တို့ထိန်းသိမ်းနေရမှာဖြစ်တယ်ခင်ဗျားတို့အစင်ကိုကျုပ်တို့နားလေပြီးသားခင်ဗျားတို့အဲ့ဒီအဲဘယ်လိုခေါ်မလဲဆိုတော့ Telegram မှာရှိနေတဲ့ဒီ channel တွေ channel တွေ channel တွေခင်ဗျားတို့ကခင်ဗျားတို့ကဘာလဲဆိုလို့ရှိရင် စစ်တပ်နဲ့စစ်တပ်ကခင်ဗျားတို့ကိုဒီလိုနေဆိုဒီလိုဇရိုက်နေဒီစကားပြောဆိုဒီလိုပြောဒီလိုမျိုးတိုက်ခိုက်ဆိုဒီလိုတိုက်ခိုက်ခင်ဗျားတို့မှဒီ level လောက်ဆက်ရှိတယ်ကျန်တာဘာမှမလုပ်နဲ့ခင်ဗျားတို့မှကျန်တဲ့ဟိုကောင်ကထုံးဖောက်မှုတွေဟိုကောင်ကပြည်သူကိုလမ်းပြနိုင်တဲ့အသိဉာဏ်ခင်ဗျားတို့မှမရှိဘူးနော်အဲ့ဒီအချင်းခင်ဗျားတို့မှမရှိဘူးမရှိတဲ့ကြောင့်မို့ခင်ဗျားတို့အဆင့်နဲ့ခင်ဗျားတို့နေကြအကျုပ်တို့ကတော့နိုင်ငံရဲ့ရည်တရဖြစ်တယ်ပြီးလို့ရှိရင်တက်မလို့နဲ့ရည်တရဖြစ်တယ်တက်မလို့ကြာရှုံးမဲ့အရေးကျွန်တော်တို့လုံးဝမကြာရှုံးဘဲတော့ကကျွန်တော်တို့အနေနဲ့ကနိုင်တဲ့ဘက်ကနေပြီးတော့အဲကျွန်တော်တို့ပံ့ပိုး ်ပြရမှာဖြစ်တယ်ပန်ပြောပြရမှာဖြစ်တယ်နော်နိုင်ငံတော်မျက်နှာရှိတဲ့ကြောင့်နိုင်ငံတစ်ခုလုံးပြည်သူမျက်နှာကိုကြည့်တာခင်ဗျားတို့ခလေးကလာနဲ့ဟာနီပိန်းကြီးဟီဟီဟီဟာစိတ်ပိန်းကြီးဟာဟာဟာဆိုတဲ့ဇယိုက်ထဲမှာကျွန်တော်စဉ်းထဲတယ်နော်ဟုတ်လားအဲ့တော့အဲကျွန်တော်ကအဲ့ဒီဝေဘုံမြင့်တဲ့တွေတည်းအားလုံးကိုလည်းကျွန်တော်လည်းဘာမှတော့မပြောချင်ဘူးအဲကျွန်တော်လည်းနာမည်တွေပါတွေရောတက်ပြောခဲ့တယ်နော်တက်ပြောခဲ့တယ်ပြောလို့ပြောမှာမဟုတ်ပါဘူးကြာဘာကြောင့်လဲဆိုတော့အဲကျွန်တော်လေးစားအားကြရလောက်တော့အဲနိုင်ငံရေးအသိဉာဏ်ရှိတော့တဲ့မြန်မာပြည်မှာတွေ့ခဲ့ပါတယ်မတွေ့ခဲ့တွေ့ခဲ့တော့ပါနော်ဟုတ်တယ်လေ ။ဟာနေကအဖွဲမဟုတ်တူကိုဖမ်းလိုက်ရတယ်။မဟုတ်ဘူးထင်ပါလေနော်မဟုတ်သေးပါဘူး။အဲ့တော့ဗာလေငါပေါက်တယ်။ငါပေါက်ဆိုတာကိုပေါက်လား။ဟုတ်လား။ဟောကိုမမောစိန်ခေါ်နေတယ်မခံချင်လို့ပါဗျာ။အေးပေါ့သူတို့အနေနဲ့သူတို့မြင်တယ်လို့ပေါ့လေ။အဲ့ကြောင့်ကျွန်တော်ပြောပါလေနော်။သူတို့ဒါသူတို့မြင်တယ်လို့ပေါ့။အဲ့တော့ငင်းငင်းချဲဆိုတာစုဝေးလှက်လှယ်မှုလေးတော့နားမလဲတဲ့အသိဉာဏ်နဲ့ခင်ဗျားတို့နတ်ဆကလည်းနတ်ဆကလည်းခင်ဗျားတို့လူဝင်ဖြစ်ဘူးနော်။ဒီလောက်မှနားမလဲလို့ရှိရင်အဲ့တော့နတ်ဆကအပိထောက်ခံနေပါလေစစ်တပ်အပိထောက်ခံနေသူပါလေဆိုလည်းခင်ဗျားတို့လူဝင်ဖြစ်သေးဘူးနော်။လူဝင်ဖြစ်သေးတဲ့နိုင်ငံကြီးလို့လောက်ပါနဲ့နော်။ ဒီလိုဖြစ်သေးပဲလေနိုင်ငံရေးမလုံးနဲ့အဲ့တော့ကျွန်တော်ပြောတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ငင်းငန်းငင်းကန်းစွာနဲ့ဟဲ့လားကိုယ့်ရဲ့ဆန္ဒလေးတော့အနေကိုထုတ်ပြဖို့တင်တယ်သူ့ကိုချစ်တဲ့သူတွေရှိပါဆိုတော့ပြောလို့သူတိုင်းမင်းကတော့ချစ်လိုက်ကြတောင်းနေတာပဲအဲ့ဒါကြက်ကသူကမျိုးထုတ်ခဲရောက်သွားတော့ရှူရှူနဲ့ပုံနေတဲ့သူနဲ့ဒီနာစီးတဲ့သူနဲ့ဟုတ်လားဟုတ်ပါလားကျွန်တော်ဒီမနေ့ကဒီအဲကျွန်တော်ရဲ့အောက်မှာ comment လေးတစ်ခုရေးသွားတယ်အဲ့တော့ခလာ15ပုံစံအောက်နိုင်ချင်းမလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရက်တီပေးတာကလည်းစစ်သားဘက်ကလည်းရက်တီပေးတာနော် စစ်သားဘက်ကပဲရက်တယ်စစ်တီလင်မယားဘက်ကပဲရက်တီလေးပေးတာအဲ့တော့စစ်သားဘက်ကရက်တီပေးကြတက်မတော်ဘက်ကရက်တီပေးခြင်းပဲရက်တီပြီးတော့အမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းဖြစ်ရအောင်လို့ပြောပြတာဟာကျွန်တော်တို့ကစစ်တပ်တွေကိုသွေးခွဲတာလေလားဟုတ်လားဒါပြောနိုင်ရှင်းမှုတွေကိုခင်ဗျားတို့ခင်ဗျားတို့သူ့နေရာမှာခန်းစားကြည့်စမ်းဒီမိသားစုနေရာမှာခန်းစားကြည့်စမ်းအဲ့တော့ကျွန်တော်တို့ကိုမောင်ရဲလို့ဖြစ်လာတာဒီလို perform ကြတာဒါကြီးလုပ်ဖို့ဘောမလို့မဟုတ်ဘူးနော်ဘောမလို့မဟုတ်ဘူးအာဖားရတယ်ဖားရလောက်အောင်လဲကျွန်တော်တို့မှာစဉ်းစားမရှိဘူးနော်ကျွန်တော်တို့စဉ်းစားက ကျွန်တော်တို့ကကျွန်တော်ရက်တည်နိုင်တယ်ကျွန်တော်တို့ရဲ့ဒီဘာကောင်းမဆိုတော့ရက်တည်ချက်ကကိုယ်တိုင်ရက်တည်မှုကိုယ်တိုင်ရှာဖွေစားတော့ပြီးတော့ရက်တည်တာဖြစ်တယ်ဘယ်သူတူတူတယောက်ရဲ့ဇုတ်လက်ဆောင်ထဲမှာရှင်းတန်နေရတယ်မဟုတ်ဘူးဘယ်မျက်နှာမှာကြည့်ပြီးရှင်းတန်နေရတယ်မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်ကျွန်တော်တို့ရဲ့အရေးချင်းကျွန်တော်တို့ရဲ့ရက်တည်ချက်ကအမှန်တရားအတွက်မတရားမှုအတွက်ကျွန်တော်တို့ဝေရောက်ပြီးရက်တည်ပေးတာရက်တည်ပေးတဲ့အတွက်ခလာစင်္ဂါကိစ္စကကျွန်တော်ဝေရောက်ရက်တည်ပေးတာဖြစ်တယ်အဲဟုတ်ကူမာဒီမနေ့ကကျွန်တော်ပြောသလိုမျိုးဒီပေါ့အဲစစ်တပ်မှာစစ်တီတွေစာချုပ်ပြည့်ရတာလည်းမထွက်ရဘူးအဲ့ဒါကဘယ်သူကောင်းဖို့အတွက်ကြောင့်ပြောပြတာလဲ ခင်ဗျတို့လောက်လေးတော့မှအသိဉာဏ်မရှိကြဘူးလားချုပ်ကမေးချင်တာဟာစစ်သားတွေကတစ္ဆာရှိမှုကိုလိုချင်ရင်ကိုကစစ်သားတွေဘာတစ္ဆာရှိရတစ္ဆာတရားဆိုအပြန်လန်းနော်တစ်ဖက်တည်းကတစ္ဆာရှိလို့မရဘူးအဲ့တော့ကျွန်တော်ကြည့်လိုက်တယ်ဒီကိစ္စကစစ်တပ်ရဲ့လှုပ်ထုံးလို့နေမှာမပါဘူးစစ်တပ်လှုပ်ထုံးလို့ဒီကိုကြောနေတယ်စစ်တပ်ရဲ့ဒီနေဥပဒေတွေစာချုပ်တွေအတိုင်းမသွားဘူးအဲ့တော့ကျွန်တော်ကစစ်တပ်နဲ့ရက်တည်တာစစ်တပ်နဲ့ရက်တည်ရတော့ကြောင့်မို့လို့ကျွန်တော်ကဒီရက်တည်ချက်အတိုင်းကျွန်တော်ပြောတာ တို့ကဘယ်ယာတုယာခံနေနဲ့ရက်တည်နေမှာမဟုတ်ဘူး။ခါပါတော့ဒီကိစ္စမှာကြည့်မယ်ဆိုရင်စစ်တပ်နဲ့ရက်တည်ရဆိုရင်ဘယ်အောင်ကြည့်ရလဲစစ်တပ်ရဲ့ဥပဒေတွေလုံထုံးလုံနေတယ်နော်အခြေအနေတွေကိုကြည့်ရမယ်။အဲ့တော့စစ်တီတွေကဘာကောင်းမဆိုထောင်ချပါဗျာထောင်စစ်ပြေးတယ်ဆိုတဲ့ခါကျတော့တို့မင်းကနှစ်နှစ်သုံးနှစ်လောက်ထောင်ချတတ်ပါလား။ထောင်ချတဲ့ခါကျထောင်ထဲရောက်နေထောင်ထဲရောက်တဲ့ခါကျတော့တနေ့လောက်ကလည်းထောင်ကထောင်တန်းတနေ့ရှိတယ်။ဒါပေမဲ့လည်းတို့တို့မိတယ်မင်းတို့နောက်တနေ့မှာထောင်ထဲမှာနေမလား။စစ်တိုင်မှာအဲစစ်တိုင်ပဲဆိုစာချုပ်ချုပ်နော်တနေ့တနေ့စာချုပ်နဲ့သွားသွားမဲ့သူရှိတယ်သုံးနှစ်စာချုပ်နဲ့သွားမဲ့သူရှိတယ်ဟုတ်ပြီတနေ့စာချုပ်ကမှလည်းမင်းတို့မုံးမှန်တလာတက်ရမယ်တပည့်မင်းတို့အကုန်လုံးအဲဘယ်လိုခေါ်မလဲ ဘယ်လိုမင်းတို့လည်းမိုးမှန်တက်ပြီးတော့လို့ရှိရင်ကတနစ်တက်ပြီးဆိုတော့ကိုရီးယား6လ6လတော့သူတို့တင်နေတာတက်ထားပြီးသားဖြစ်တယ်လေစစ်သားဟောင်းလေးဖြစ်တဲ့အခါကျမိုးမှန်လေးတင်ပြီးတင်ပြီးလိုက်ရတယ်အဲ့တော့ကောင်းနေအဲဒီအဲဒီစစ်တီဟောင်းတွေကစစ်ကြီးတွေပေါ့ဗျာစစ်ကြီးတွေကစစ်ကြီးတွေကသွားတိုက်ပြီးတယ်နော်သွားတိုက်ပြီးတယ်သူတို့တလားစာချုပ်ဒီတလားစာချုပ်ပြီးမင်းတို့အိမ်ပြန်မင်းတို့လွတ်မြောက်ပြီအာစစ်သားကစစ်သားဆိုတဲ့အမျိုးဟာဒါပြီးအိမ်ပြန်ရမယ်ဒါဟာလို့ဆိုတော့တပွဲလူသမားတွေတိတ်ဆွမ်းတာနော်ခင်ဗျားတို့စစ်သားတွေစိတ်တော့ခင်ဗျားတို့မသိဘူးနော်ကိုကအီယော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 ပြေးဝင်လို့ဆန့်နေကြတယ်စစ်သားရအခုဘယ်လိုခေါ်မလဲဆိုရေးချင်းမဲ့ဆိုဖြစ်နေတာစစ်သားများဟဲ့ကောင်မင်းဒီစကန်းကိုပြေးမလို့အိမ်ပြန်ရမယ်ဆိုလို့ရှိရင် အသေးချေတိုက်တာအဲ့တော့တနစ်စာချုပ်သမားတွေကအသေးချေပေါ့ဗျကောလင်းမျိုးဒီတော့တပုံသိမ်းသွားတာတပုံလက်ထက်ကပြန်ရအောင်တိုက်ခဲ့ကောလင်းဝင်းတို့အဲ့ပတ်ချမ်းနေမှာနော်တပုံလက်ထက်ကပြန်ရအောင်တိုက်ခဲ့တာအဲ့တော့ဒီစိတ်ကပြင်းပြင်းနဲ့တိုက်ခဲ့တာသူတို့တနစ်ကိုတာဝန်ချေသွားပြီတာဝန်ချေသွားသူသစ္စာရှိရင်ကိုယ်ကသစ္စာရှိရမယ်အဲ့တော့အောက်ချီမှာစစ်သားတွေစိတ်တက်ပြက်စတာပြက်ပြားတာဟာလားဘယ်လိုပုံလဲဆိုလို့ရှိရင်အဲလမ်းသာချမှုတွေကြုံနေတာနော်ဒါမျိုးတွေဖြစ်နေတယ်ဆိုတာမျိုးဟာစစ်တပ်ကိုပေးဆက်လို့ရှင်စိတ်ပေါ့ဗျာမရှိတာပဲဟိုတုန်းကဘယ်လိုခေါ်မလဲကျွန်တော်တို့ကသူများပြောတာချမှုတာပါနော် အဲဘယ်လိုခေါ်လဲဒီတက်မလို့ဒီအဆုံးရှိပါသေးရောလက်ပြပုံးနှလုံးကိုကင်ပြီးအော်ကြားဘူးလားမဟုတ်ရဲဘော်တက်ရှိအော်မှာဂျခန်ကြီးနေမှာအေးဒီအေးနိုင်ငံယူတဲ့ပုံတိုက်ပါလေချင်းနေမှာဆိုလက်ပြပုံးနှလုံးကိုကင်ပြီးတော့တဘောကဝင်လုံးသွားတာဒါပြင်အင်ပြန်ရမယ်ဆိုတော့နော်စိတ်တက်နေတက်မလို့ဘောတစ္ဆာရှိတယ်ဒီအခွဲသားဘောတစ္ဆာရှိငါဘယ်လိုခေါ်မလဲကြားဆုံးလေပြီးတော့တက်မလို့သားတို့တစ္ဆာစောင့်တည်ယူသေးပါမယ်ဆိုတော့ဒါဆောင်ဖို့အတိုင်းပဲသူဒီတဘောကဝင်လုံးပြီးတော့ကိုကဲသူရေးမိလိုက်တယ်နော်ရှင်းမလားတက်မလို့တာဒီလိုမျိုးပေးဆက်ခြင်းတွေတစ္ဆာရှိခြင်းနဲ့စိတ်ဖြစ်ပေါ့တက်မလို့ကလည်းပြန်တစ္ဆာရှိရမယ်လေဟုတ်တယ်မလားတက်မလို့က အဲ့ဘယ်ကောင်မှအခုစာချုပ်ကဒီလောက်ရှိတယ်ဒီစာချုပ်ကိုကျော်လုံပြီးတော့အခုဆိုရင်အဲ့တော့ ICT တွေက syllabus တိုက်တော့အခုဥမာပြဿနာဖြစ်နေတယ်အဲ့တော့ကြာလိုက်ပါဘာတုတ်တယ်မကောင်းလဲတက်တော့တက်မကောင်းဘူးဘိုလ်ချုပ်တွေလည်းကောင်းရင်ကောင်းနိုင်မယ်နော်ဥမင်း online ကကောင်းရင်ကောင်းနိုင်မယ်ဟုတ်လားဒါပေမဲ့တက်မတော့တက်မကောင်းတက်မတော့တက်ရေရှည်ချိုးစည်းပွားတယ်မကောင်းဘူးနော်စစ်တီတက်မကောင်းဘူးအဲ့တော့ကျွန်တော်ကဒါကိုပြောလို့ရှိရင်တက်မတော့ကိုကျွန်တော်သစ္စာရှိရာရောက်ပါမလားခဏလို့လို့ဘောမဘောမဘောဖိပြီးတော့တက်မလားအဲကျွန်တော်တို့အဝိုင်းဖုန်းမေးအဖကောင်းပါတယ်အဖဟာစစ်တက်ကြီးကောင်းပါတယ်အဖဆိုလည်းပေါ်ပြီးတော့မှာခဏလို့အဆင့်ကိုကျွန်တော်နားလေတယ်ခဏလို့အဆင့်ကအဲ့မှာပဲရှိတယ် ဲ့ဒါကျွန်တော်မစဉ်းစားနိုင်တဲ့တွေးခေါ်မရှိဘူးအဲ့တော့အဲ့ဒါကြောင့်လည်းကျွန်တော်မြန်မာနိုင်ငံကအများကြီးကြောင်းခဲ့တဲ့အောင်ဆိုကျွန်တော်ပြောပြတာပါအဲ့တော့ဒါကျွန်တော်မပြောပေးသေးဘူးခု၃နှစ်တပါးတွေကစိတ်တက်ကြပြီးတော့ခုမလုပ်ချင်တော့ဘူးအဲ့ဒီကိစ္စအမှားလားမှန်လားသိကြည့်လို့ရှိရင်ကျွန်တော်ကအဲ့ဒါပြောပြီးနောက်ပိုင်းမှာလက်တွေ့ကြကြတမားတွေအောင်မှာကျွန်တော်ဆက်လို့အားတဲ့ကိုအဲ့ဒါမှန်တယ်ခင်ဗျားတို့ဖင်လန်နဲ့မြန်မာပြည်ကိုပြန်လာတယ်တော့ခင်ဗျားတို့တကယ်ကိုဒုက္ခပေးလိုက်ပြီဆိုတော့ဒါဆိုတော့အမှန်တရားကြီးကိုဖော်ထုတ်လိုက်ပြီဗျာနော်အဲ့တော့ဆိုလို့ချင်းတယ်ဒါကျွန်တော်စစ်တပ်ပေါ်သစ္စာရှိတာနော်ခင်ဗျားတို့ကအဘဘောသစ္စာရှိတာ အဘအပေါ်တစ္ဆာရှိတာနဲ့စစ်တပ်ပေါ်တစ္ဆာရှိတာကမတူဘူးအဲ့တော့ခင်ဗျားတို့အဘအပေါ်မှာတစ္ဆာရှိတဲ့သူတွေအားလုံးကိုခင်ဗျားတို့ဖြစ်တည်မှုကိုကျွန်တော်နားလေလေကိုပြောပြီးသွားပြီနော်ခင်ဗျားတို့မှာဒီအစ်စ်နဲ့ရှိတယ်ခင်ဗျားတို့အားကြောင့်မလို့ဟိုကျွန်တော်ခင်ဗျားတို့အဲ့ဒီအဘအပေါ်တစ္ဆာရှိတဲ့အုပ်စုနဲ့ကျွန်တော်သိပြီးတော့ပတ်သက်လို့တော့မရှိဘူးနော်ပတ်သက်လို့မရှိပါဘူးမင်္ဂလာပါတဲ့ရှင်မင်းကြီးကအားပေးနေပါလေတက်မလို့အဆုံးရှိကိုမောင်နဲ့ဖန်ခံမယ်နော်အမှန်တည်းပြောနေတယ်ဟုတ်ကဲ့ပါဘာတဲ့နိုင်မှာဗျာဖန်တော်လည်းခံမှာပါဟုတ်လားအဲဒီကောင်မောင်မများ တော့ဒီနေ့တိတိကျကျဒါပြပြချင်နော်အဲ့တော့ဒိန်းစုစီဆိုတော့နားလေကြပါအောင်ဗျာကျွန်တော်နိုင်ငံကြီးလုပ်ပဲနိုင်ငံကြီးပြောမယ်ဆိုတဲ့လူတွေအလုံးနော်နိုင်ငံအတွက်ကဝိုင်းတင်မယ်ဆိုတာမရှိဘူးဝိုင်းပြီးတော့နေပိမ့်မယ်စိတ်ပိမ့်မယ်ဆိုတော့အခင်ဗျားတို့ကြုံသက်ရှင်မယ်နော်ခင်ဗျားတို့ကျွန်တော်ပြောပြရမလားဒီနိုင်ငံမှာအယူတွေပေါ်တယ်ဒါယူရဆိုရှင်တမနာယူတော့စုကြည့်နေဦးမယ်အောင်တမနာယူတာတည်ယူတာနော်နောက်ထပ်ဘယ်လိုကောင်းလို့ဆိုလို့ရှင်အဲနိုင်ငံယူနိုင်ငံယူဆိုတာအဒီတိုင်းလာလနဲ့ကိုင်အောင်စေဒါနိုင်ငံယူမိကြပြီးသားကောင်းကြကောင်းစားတွေအေးရနေစပြီးတော့ AKIA ကြီးတိရနော်နိုင်ငံယူ ခင်ဗျားတို့ကြုံပြီသူကြတော့လေကြုံယူတယ်နော်နော်ခင်ဗျားတို့တကယ်ကြုံစိတ်တယ်ပဲရှိတယ်အဲ့တော့ကြုံစိတ်တယ်ကိုလျှော့ပါနော်ခင်ဗျားတို့ဒီခင်ဗျားတို့ကြုံစိတ်တယ်မလျှော့ဘူးဆိုရှင်လေဘယ်အစိုးရပဲတက်လာတက်လာခင်ဗျားတို့ဒီပယောစိမ့်ပယော online မှာ i post တင်ပြီးတော့တောင်းကြနေတဲ့အားလုံးလည်းပြောရမယ်ခင်ဗျားတို့ဘယ်အစိုးရပဲတက်လာတက်လာခင်ဗျားတို့ပဲစားမှာနော်ဘာကြောင့်ဆိုခင်ဗျားတို့ကကြုံစိတ်တယ်နဲ့ခင်ဗျားတို့ဒီကြုံစိတ်ရိုက်ကုန်မပြင်းခြင်းဘယ်အစိုးရတက်တက်ခင်ဗျားတို့ကိုပဲထဲမှာနော်ခင်ဗျားတို့ကိုပဲလုပ်မှာ တော့နီပိန်းဆိုရနီပိန်းညာလဲဟာငါတို့ဆိုရကြီးတက်ဖို့အတွက်ဒီစိမ့်တွေကိုရိုက်ကမယ်ပုတ်ကမယ်ဆဲရမယ်ကိုလုံနေတာထောက်ခံတာမှမသိသဘောပါအေးအကဲကြီးနီပိန်းအဆိုရတက်လာပြီးဖြစ်ဆိုရင်တော့မှပဲမင်းတို့အရင်ဆုံးမင်းတို့အချုပ်တိုင်းရင်ထဲမှာနော်ဘာကြောင့်လဲဆိုတော့မင်းတို့ကကျုံစီရိုက်ပဲရှိတာအဲ့တော့မင်းတို့ကိုမရှင်းသရွေကမရှင်းသရွေကဘယ်အဆိုရမှကောင်းကောင်းအောင်ချုပ်နိုင်မှာမဟုတ်ဘူးထို့တူတဲ့စိမ့်ပိန်းနေအနီအုပ်စုနိုင်လိုက်ပြီးရောဟုတ်လားအာဘယ်လိုကောင်းလဲဆိုလို့ရှိရင်အနိုင်ရှင်းဆဲဆိုတောင်းညာဟုတ်လားအမြင်မတူညာဖြစ်မဖူနဲ့ဦးမင်းအွန်လိုင်းတက်လို့တမရဖြစ်သွားတယ်ဘယ်သူမှအရင်ဖမ်းဘူးခင်ဗျားတို့ကလည်းအရင်ဖမ်းပါနော် ခမားတို့ပဲယဉ်ဖန်ပါအဲ့ဒါကြောင့်မို့လို့ကျုံစီလိုက်ကိုရှော့နော်နိုင်ငံကိုချစ်တက်မတော်ကိုချစ်နော်တိုင်းပြည်ကိုချစ်ပြည်သူကိုချစ်ကျွန်တော်တို့ဒီဘောတွေကိုမချစ်နဲ့နော်ခမိန်တွေကိုမချစ်နဲ့ဆိုတော့သိစေချင်တယ်နော်ဟုတ်ကဲ့ဘောမာကောင်းတယ်ဘောမာတာနဲ့စစ်တပ်ဘောမာစစ်ဘောမာနဲ့အဘဘောမာမတူဘူးဆိုတာသိဖို့လိုတယ်နော်ကိုသောဘိုင်းလားကိုသောဘိုင်းကတော့အခုလိုလိုတဲ့အမှု အမှုတွေရှာနေတယ်နော်အမှုတွေရှာနေတာပြင်းခံနေရတယ်သူပြောပွင့်နေပြောရဒီနေရာအလုံးကကျွန်တော်ကြည့်တာပေါ့သူရဲ့ဓာတ်ပုံတွေနဲ့တက်လာတယ်နော်ပြင်းခံနေရတဲ့ပုံစံတွေတွေ့ရတယ်